မင်္ဂလာတရားတော်နှစ်ကပ်ပါတီအင်္ဂလိပ်လိုဘာသာပြန်ထားတာကြတော့ not to associate with the fools တဲ့ပါဠိလိုဖက်ပြီးတော့အင်္ဂလိပ်ဘာသာပြန်လိုက်တော့အင်္ဂလိပ်စာပါတခါတည်းတိုးတွားရောဒီပါဠိစကားကိုအင်္ဂလိပ်လိုဘယ်လိုပြောရလဲဆိုတာလည်းပဲသဘောပေါက်မှာတော့တော်တော်အကျိုးများပါတယ်ဘုန်းကြီးနေဆက်ပါဠိတပုတ်မြန်မာတပုတ်ပြန်ထားတယ်လည်းဖတ်တယ်အင်္ဂလိပ်လိုပြန်ထားတယ်လည်းဖတ်တယ်အထက်ထအခါခါဖတ်ပြီးတော့ဒီအတိတ်ဘေးကိုတေးသေးချာချာစဉ်းစားတယ်စဉ်းစားတဲ့ခါကျတော့ ကြီးဝါဖို့ရာအကြောင်းအောင်မြင်ဖို့ရာအကြောင်းပြီးဆောင်ဖို့ရာအကြောင်းဟာမင်္ဂလာတရားဆိုတော့အထိတ်ဖေလီလီပင်ပင်ပြောမယ်ဆိုရင်အောင်မြင်ခြင်းနီးလန်းလို့ပြောရင်မမှန်ဘူးလားမှန်ပါတယ်အဲ့တော့လူဘဝမှာ အောင်မြင်ဖို့ရာနီးလန်းပေးထားတာပါနော်မင်္ဂလာတရား38ပါရှိတဲ့အထက်မှာအကောင်းဆုံးမင်္ဂလာလို့ဖုန်းကြီးနားလဲတာကတော့နိဗ္ဗာန်နာသိသိကရိယာစနိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းသည်မင်္ဂလာနိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းသည်အောင်မြင်သွားတာပြီးဆုံးသွားတာလို့ပြောရတာပေါ့ဒီလိုအဓိပ္ပာယ်ကောင်းတဲ့အကောင်းဆုံးဖြစ်မှာနော် အဲ့ဒါကိုနံပါတ်1နေရာမှာမထားဘဲနဲ့ဘာဖြစ်လို့အသေးဝနာဆက်ဘာလာနန်လူမိုက်နဲ့မပေါင်းဖော်ချင်းဒီမင်္ဂလာကိုနံပါတ်1နေရာမှာထားရတာလဲမြတ်စွာဘုရားကအမတ်တမတ်ကျုံလူဟောလိုက်တယ်လို့ဘုန်းကြီးတော်မထင်ဘူးမြတ်စွာဘုရားကဘယ်တော့မှအမတ်တမတ်ကျုံလူပြောလို့မရှိဘူးဘယ်တရားကိုပဲဟောဟောမြတ်စွာဘုရားရဲ့ဉာဏ်နဲ့ကြည့်ပြီးတော့လုံးဝချွင်းချက်မရှိအမားမရှိသူဟာနဲ့သူအကြောင်းအကျူးကိုက်ပြီးတော့တဘာဝကြနေအောင်ဟောတာလားအဲ့တော့မြတ်စွာဘုရားရဲ့တရားတော် မှာဖြည့်စရာလည်းမရှိဘူးနှုတ်စရာလည်းမရှိဘူးပြင်စရာလည်းမရှိဘူး အမတန်ပြည့်စုံပြီးအမတန်တိကျတာအဲ့ဒီလိုဖခင်ရဲ့အမတန်ကြီးမားတဲ့ဉာဏ်တော်နဲ့တိတိကျကျဟောထားတဲ့မင်္ဂလာတရားတော်ကိုဘုန်းကြီးတို့ကကိုဉဏ်နဲ့ကိုမြည်တဲ့လောက်စဉ်းစားရတာနော်မြတ်စွာဘုရားရည်ရွယ်တဲ့လောက်အတိတ်ပဲအပိအစုံကိုတော့မြင်ဖို့လွယ်မှုကိုဉဏ်နဲ့ကိုမြင်တဲ့လောက်တော့စဉ်းစားတယ်စဉ်းစားတော့ခုနလိုပဲဘုန်းကြီးကကိုကိုကိုပြန်ပြီးမေးတယ်မင်္ဂလာတရား၃ချက်ရှိပါရှိတဲ့အထက်ကမြတ်စွာဘုရားကဘာဖြစ်လို့လူမိုက်နဲ့မပေါင်းဖော်ခြင်းဆိုတာကိုနံပါတ်၁နေရာမှာထားတယ်လေလူမိုက်နဲ့ပေါင်းလို့ရှိရင်ကောင်းတာလုံးမိမလားမကောင်းတာလုံးမိမလား မကောင်းတာလုပ်မိမယ်နော်မကောင်းတာလုပ်မိမယ်ဆိုရင်ကြံတဲ့မင်္ဂလာတရားတော်ဒီနေရောပြည်စုမို့ရအကြောက်ရှိပါတော့မလားအတိဝနာဆော့ဘာလာနန်ဆိုတဲ့အချက်တစ်ချက်ကိုတကယ်ဖိမြောက်အောင်မလုပ်နိုင်လို့ရှိနေကြံတဲ့အချက်တွေကိုတကယ်ဖိမြောက်အောင်လုပ်ဖို့လွေတော့မလားမဖြစ်နိုင်တော့ဘူးစဉ်းစားရပြန်လေလူမိုက်ဆိုတာဘလူလူကိုခေါ်တယ်လေလူမိုက်နဲ့မပေါင်းဖို့ချင်းဆိုတော့အဒီပေကတော့နားလဲတယ်လူလို့ပါပဲဒါပေမဲ့ပိုပြီးတိကျအောင်စဉ်းစားကြရအောင်လူမိုက်ဆိုတာဘလူလူကိုခေါ်တယ်လေသိုးသွန်းညံကားတဲ့လူကိုလူမိုက်လို့ခေါ်တယ်အဲ့လိုပြောလိုက်လဲဟုတ်တာပဲ တနည်းအားဖြင့်ဆိုလည်းပဲအကုသိုလ်တွေကိုလုပ်နေတဲ့သူကိုလူမိုက်လို့ခေါ်တယ်။နာဘာတီလာယူတဲ့ထက်ပါတယ်။သူအတက်ကိုတတ်တယ်၊သူများပစ္စည်းကိုခိုးတယ်၊သူများသားများဖိမားတယ်၊မဟုတ်မမှန်တဲ့စကားပြောတယ်၊ကိုချိုးအတက်သူများဒုက္ခရောက်အောင်လိမ့်လဲတယ်။အတိညာဉ်ကိုထုံတိုင်းစေတဲ့တေးရေတေးရမူရစေဝါစားတဖန်အဲ့ဒါတွေကိုတောက်တယ်စားတယ်သုံးတယ်။အဲ့ဒီလိုလုပ်တဲ့သူကိုလူမိုက်လို့ခေါ်တော့မယ်နော်။တချို့လူတွေကပြောကြတယ်တကိတော့ကကိုပါတာကိုအရိယတက္ကတာပါဘယ်သူကမှဒုက္ခမပေးဘူးတဲ့။သူကစင်ချေပေးစီအကြောင်းကြားချက်ပေါ့နော်။တကယ်ကိုပါတာကိုတောက်တာပဲထားပါတော့။ ြာရင်အရက်ကြောင့်ကိုယ်မှာကျက်မှိုက်ထိကိုက်မှုရှိနိုင်တယ်အရက်တောက်ထားတဲ့အချိန်မှာတတိလက်လို့ထစ်တတ်တယ်တတိလက်လို့ဖြစ်ရင်ပြောမဆိုမှဖြစ်မယ်ဆိုရင်ကိုယ်ကြောင့်သူများစိတ်ဆင်းရဲမယ်ခိုက်ရံတော်တာဖြစ်မယ်အဲ့ဒါတတိထားကြည့်ဘုံကြီးဖတ်ဘူးသလောက်ဒါဖျားမှုတို့ဘာတို့စသဖြင့်အလုပ်တွေလွန်ခွာကနီးမှာအဲ့ဒီအလုပ်ကိုလုပ်တဲ့သူဟာသူတို့အဖွဲလိုက်အရင်ဆုံးအရက်တောက်တယ်ဘာဖြစ်လို့လဲရဲစဲတင်တာပေါ့သူတို့ပြောတာတော့ရဲစဲတင်တာအမှန်တော့မိုက်စင်တင်တာပါပဲလူစိတ်ကမကောင်းတာကိုလွန်ဖို့ရမိုက်ရဲလား မရဲဘူးနော်မိုက်ရဲသွားအောင်တတိလက်လွတ်ဖြစ်အောင်အတိညာထုံထိုင်းသွားအောင်လှုပ်ဖြစ်လိုက်တာအမှန်တော့ရဲစေးမဟုတ်ဘူးမိုက်ဆဲပါပဲလူမိုက်ဆိုတာဘလို့လူလဲဆိုတာမကောင်းမှုကိုလှုပ်တဲ့လူအဲ့ဒါကိုလည်းပဲပါဠိစာပေထဲမှာအဓိပ္ပာယ်ရှားကြည့်တဲ့အခါမှာပါဠိလိုဒူဝီအတ္ထီလူနာတီတီဘာလာအကျိုးစီးပွားနှစ်ပါးကိုဖျက်ဆီးတော့ကြောင့်လူမိုက်လွတ်ခွက်သည်တဲ့လူမိုက်ဟာမိမိအကျိုးစီးပွားသူတစ်ပါးအကျိုးစီးပွားနှစ်ပါးစလုံးကိုဖျက်ဆီးတယ်ဒီစကားရဲ့အဓိပ္ပာယ်ကိုအခြေခံပြီးတော့ထပ်ပြီးတော့ချဲ့ပြီးတော့စဉ်းစားကြရအောင် ကျန်တာနေဘာမှမလုပ်ဘူးဒါမှလည်းအဲ့ဒီလူကအရက်တစ်ခုပဲတောက်တယ်ဆိုပါတော့သူ့အကျိုးစီးပွားကိုထိခိုက်နေပြီနော်ဒီလောကကြီးမှာလူလူချင်းဆက်ဆံနေတယ်သူထိခိုက်ပြီဆိုရင်သူ့မိသားစုလည်းထိခိုက်မယ်အရက်တောက်နေတဲ့အချိန်မှာသူကတခြားကောင်းတာမလုပ်နိုင်ဘူးအဲ့တော့ကောင်းတာလုပ်ဖို့ရအခွင့်အလမ်းကပိတ်သွားတယ်ဒီတဲ့ပိုကောင်းနိုင်တဲ့လူတယောက်ဖြစ်နိုင်ပါရဲ့နဲ့မကောင်းနိုင်တော့ဘူးဒီတော့သူ့ကိုယ်သူဒုက္ခရောက်အောင်လုပ်တာကတကယ်တော့သူ့တယောက်တည်းဒုက္ခရောက်အောင်လုပ်တာမဟုတ်ဘူးသူ့မိသားစုနဲ့သူနဲ့ယင်းနီးနီးနေနေတယ်သူ့အတိုင်းဝိုင်းပတ်ဝန်းကျင်တစ်ခုလုံးကိုဒုက္ခရောက်အောင်လုပ်တာပဲ ကိုကိုကိုလူကောင်းတယောက်ဖြစ်အောင်လုပ်တာကကိုတယောက်နဲ့ကောင်းဖို့မဟုတ်ဘူးနော်တလောကလုံးကောင်းဖို့ကိုကိုကိုလူဆိုးတယောက်ဖြစ်သွားအောင်မလုပ်တဲ့အလုပ်တစ်ခုကိုလုပ်လိုက်တာဟာကိုတယောက်ထဲထိခိုက်တာမဟုတ်ဘူးတလောကလုံးထိခိုက်တယ် လောကကြီးကဆက်ဆံနေတာကိုတယောင်တည်းအကျိုးကိုထိခိုက်အောင်လုပ်လို့မရဘူးနော်ကိုအကျိုးထိခိုက်အောင်လုပ်လိုက်ပြီဆိုရင်တပြိုင်တည်းထက်ပဖြစ်သွားမလဲအများအကျိုးကိုထိခိုက်သွားပါပြီဒါကြောင့်ဖောင်ကြီးကစဉ်းစားကြည့်တယ်ကိုကိုကိုတောင်ဒုက္ခရအောင်လှုပ်ဖို့လှုပ်ကြံွယ်မရှိဘူးဘလို့ယူဆမလဲအဲ့ဒီအချက်ကို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 ကောင်းအောင်တော့လှုပ်ဖို့ရတာဝန်ရှိတယ်နော်ဒီတာဝန်ကိုရှောင်လို့မဖြစ်ဘူး ိုကိုကိုအကောင်းဆုံးစိတ်ထားအကောင်းဆုံးအသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်လာဖို့ရတာဝန်ရှိတယ်။အဲ့ဒါအကြောင်းကိုဘုန်းကြီးရေးတဲ့စာအုပ်တွေမှာလည်းအများကြီးထည့်ရေးထားတာဖတ်ဖို့ရမှာပါ။မိမိအကျိုးသူတစ်ပါးအကျိုးနှစ်ပါးစလုံးဖြည့်ဆည်းတယ်တဲ့။တဦးတဲ့အကျိုးကိုထိခိုက်အောင်လုပ်လို့မရဘူးနော်။ကို့အကျိုးတော့ထိခိုက်အောင်မလုပ်ဘူး။သူညာအကျိုးကိုပဲထိခိုက်အောင်လုပ်မယ်ဆိုပြီးလုပ်လို့ရလားမရဘူး။သူအကျိုးထိခိုက်အောင်လုပ်လိုက်ကြတဲ့ကကိုဟာမကောင်းတာလုပ်တဲ့သူတယောက်ဖြစ်သွားပြီကိုအကျိုးထိခိုက်သွားပြီကိုမှအကုသူဖြစ်သွားပြီနော် နည်းနည်းလေးဆိုရင်တော့တီးခံလိုက်ကြတယ်ခွန့်လွတ်လိုက်ကြတယ်သို့တော့ဘဲသူတွေဘလောက်တီးခံတီးခံဘဲသူတွေဘလောက်ခွန့်လွတ်ခွန့်လွတ်ကိုယ်စိတ်ထဲမှာလည်းအဲ့ဒီမှတ်တမ်းကလေးရှိနေတယ်အကျိုးကတော့ပေးမှာပဲဒီတေချာစမ်းစားပါမိမိအကျိုးသူတစ်ပါးအကျိုးနှစ်ခုဆက်ဆက်နေတယ် အဲ့ဒါကြောင့်မိမိအကျိုးကိုတကယ်လွတ်မယ်ဆိုရင်သူတစ်ပါးအကျိုးကိုပါလုတ်ပြီးသွားဖြစ်သွားတယ်သူတစ်ပါးအကျိုးကိုတကယ်ထိထိရောက်ရောက်လုတ်မယ်ဆိုရင်မိမိအကျိုးကိုပါလုတ်ပြီးသွားဖြစ်သွားတယ်နော်နောက်အဓိပ္ပာယ်တစ်ခုကယခုမျက်မှောက်ဘဝအကျိုးကိုလည်းဖျက်ဆီးတယ်နောက်တံပရာအကျိုးကိုလည်းဖျက်ဆီးတယ်မကောင်းမှုကိုလုပ်တဲ့သူကအခုဘဝမှာကိုသူဒုက္ခရောက်တယ်နော်သူအရင်ကျင့်စာရိတ္တဖျက်ဆီးသွားပြီအကယ်၍သူလုပ်တဲ့ကိစ္စကအမတန်ကြီးမားတဲ့သူညာဒုက္ခရောက်တဲ့ကိစ္စမျိုးဖြစ်မယ်ဆိုရင်သူ့ကိုဖမ်းဆီးမယ်ချုံညောင်မယ်အကစ်တန်ပေးမယ် သူခံရတော့မှာပဲဒီဘဝတင်မကသေးဘူးဒီအကုသူအကျိုးကိုနောင်ဘဝမှာလည်းပဲခံရဥမှာပဲအခုဘဝအကျိုးနောင်ဘဝအကျိုးအကျိုးနှစ်ပါးစလုံးကိုဖြတ်စည်းတဲ့လူပဲဖြစ်တယ်အဲ့ဒါကြောင့်သူ့ကိုလူမိုက်လို့ခေါ်တယ်အဲ့ဒါကြောင့်မင်္ဂလာတရားလေးတွေကိုကိန်းကိန်းကြီးကြီးလက်ကန်ကြီးနဲ့မြတ်စွာဘုရားကအဲ့ဒီအချက်တွေကိုထည့်ပြောတယ်ဆရာတော်ဦးဇော်ကလည်းမင်္ဂလာတရားတော်မှာအဆအဆုံးတိုက်ပစ်ပြီးတော့အေးမတန်အေးမင်္ဂလာရှိအောင်ဟောထားပါတယ်ရေးလေးပဲဖန်ဆီးပြီးတော့ဟောထားတာဆရာတော်ဦးဇော်ကရဲ့မင်္ဂလာတရားတော်ရဲ့မဟာမိန်တော်ရအစာအုပ်ထက်ကကုယူဖို့ပြထားပါစာမျက်နှာ၈ကစမ္မ